မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင့်ထူးဇေယဝတီရေးသားသောပုံရိပ်မဲ့လက်စွပ်ပိုင်ရှင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် အထွန်းတို့နေထိုင်ရာဒေသကကျိလက်တော့ရတရသာဖြစ်သည်တော့ရဖြစ်ခြင်းကြောင့်ပြည့်စင်မိကမရှိဖျောင်းနိုင်ဒီဇယ်စီထဲ့ထွန်းရသောမိခွက်များကိုအပြုနေကြရသည်တချို့စီဝါရေးအစဉ်ပြေသောအိမ်များကတော့မိဇက်များဝယ်ထားကြသဖြင့်ညဘက်မှောင်လာလျင်မိဇက်မောင်းပြီးအလင်းရောင်ဖန်တီးရယူကြလေသည် တခြားလုံးမီးစက်မောင်းထားခြင်းတော့မဟုတ်ဒီဇယ်ဈေးကကြည့်သဖြင့်ညာဦးပိုင်း9နိုင်လောက်ထိသာမောင်းကြပြီးစောစောအိတ်ဆက်ကြရလေသည်မြို့ပေါ်ရက်ွက်များတွင်လှက်စစ်မီးရှိသဖြင့်အိမ်တိုင်းလူလူကမီးတွယ်ထားကြကလိုအပ်သောအလင်းရောင် TV ဖွင့်ရန်သားသမီးများစာကြက်မှန်ရန်တို့အတွက်မီးခလုတ်ဖွင့်လိုက်သည်နှင့်လင်းထိန်နေတော်သည်တခြားလုံးခလုတ်မပိတ်ဘဲထားလျင်တခြားလုံးလင်းနေတော်၏ ကျေလက်ဒေသများမှာကတော့ညနေ9နာရီအချိန်လောက်၌မမှောင်သေးမီအလင်းရောင်ရှိနေစဉ်တွင်ညစာထမင်းကို စားထားကြရ၏ညဘက်တွင်မှောင်နေသဖြင့်ည8နာရီ9နာရီလောက်ဆိုလျှင်အိယာဝင်ကြကမိငိမ့်ထားကြ၏ညတေးတို့အဖို့ပါသွားလို့၍ထားကြလျင်လက်နေတမီအုံပြွေသွားကြရလေသည် မြို့မှာကမိထိန်လေးနေတဲ့ဖြင့်ပွေသောနေ့များအိပ်မရသောနေ့များတွင်အလင်းရောင်အောင်၌တညလုံးထိုင်နေလိုပါကထိုင်နေရကြသည်မပြစ်မိ TV ထိုင်ကြည့်နေလိုကလည်းကြည်နိုင်သည်တချို့ကြောင်းသားများဆိုလင်တညလုံးစာထိုင်ဖက်ကြသည်ကြေးလက်တော်ရများတွင်ထို့သို့လူသူလူအတုံးမပြူနိုင်ကြညနေသည်နှင့်အမျှစီဘိုးကကုန်ကြလေတရက်တလေဆိုလင်အကြောင်းမဟုတ်တော့လဲရက်ကြာရှိလာပါကစီဘွားရေးထိခိုက်နိုင်လေသည်ထို့ကြောင့်ည9နာရီလောက်ဆိုလင်ရွာမှလူများအလုံးအိမ်မောကြခဲ့ကြပြီးသား ားဖြစ်လေသည်သို့သောကျေးလက်တော်ရနှင့်မြို့ပေါ်နေထိုင်ကြသူတို့၏ကွာခြားချက်ကတော့ရှိကျေးလက်နေထိုင်သူတွေကစောစောအိပ်၍နက်နက်၄နာရီခန့်ကြက်တွန်သည်နှင့်ထကြသည်မြို့ပေါ်နေသူတို့ကညနေသကောင်ချိန်ရောက်မှအိပ်ကြ၍နက်နက်စောစောမထကြဘဲ၈နာရီလောက်မှသာအိပ်ရာထတတ်ကြလေသည်ပညတွင် ကိုထုံးမြိုင်သည်တရင်နိုးလာပြီးအပေါ်ပါသွားရန်အဲအောက်သို့ဆင်းလာခဲ့လေသည်။ဟာညကြီးအချိန်မတော်ခွေးတွေ ဟောင်းနေဥနေကြပါလား။ ခွေးပြားစု၏ဥနေသည့်အသက်များကိုကြားလာရသဖြင့်ကြောတဲ့စိတ်လာခဲ့ရသည်။ညချင်းလူတွေအိမ်ဝေါ်ကြနေခြင်းဖြစ်သဖြင့်ပို၍ပင်ကြောက်เสียဖြစ်နေသည်။ခွေးတွေဘာလို့ဥနေကြပါလဲ။သူ့မိသားစုများကတော့ခွေးတွေကြောက်ခမန်းလိလိဥဒန်တွေစူညာနေသည့်တိုင်အောင်တယောက်မျှနိုးမလာခဲ့ကြချေ။သူ့မသားတို့လောတို့လောတွေးတော့ကစွေနေခဲ့တော်သည်ယခင်ညများကခွေးများဒီလိုဥဒန်မကြခဲ့ကြချေယခုရက်ပိုင်းတွင်မှထိုကဲ့သို့ဥကြခြင်းမှာအကြောင်းတော်ရှိရမည်ဟုသူတွေးနေမိသည် အိယာတဲ့တွင်ပက်လက်လန်လာရေးတစ်ဖက်သို့ဆောင်းလိုက်ဖြင့်ဟိုတွေးဒီတွေးတွေးနေမိကတော်တော်နဲ့အိမ်မပြောဘဲရှိနေခဲ့သည်မိသည့်ချိန်ထိသူအိမ်မပြောဘဲရှိနေခဲ့သည်ကိုပင် သူမသိခဲ့ချေဟာ ခွေးတွေကလမ်းထဲအတိုင်းလာနေတဲ့မဲမဲသတ္တဝါကြီးကိုမြင်လို့ဦးနေကြတာပါလား ကိုထွန်းမြိုင်ထိုမကောင်းဆိုးဝါးကောင်းကြီးကိုမြင်နေရသည်မကောင်းဆိုးဝါးကောင်းကြီးသည်သူ၏အိမ်ရှိသို့ရောက်လာပြီးအိမ်ပေါက်ဝရင်ရွက်၍လဝါးကြီးဖြန့်ကတောင်းနေလေသည်ဘာကိုတောင်းနေသည်ဆိုတာသူမသိခဲ့ပါချေငါဟာပြန်ပေးငါဟာပြန်ပေးသူဟာဆိုတာပါလဲဘာပြန်ပေးရမေကိုသူမသိထိုမကောင်းဆိုးဝါးကြီးနဲ့လည်းသူတစ်ခါမှတွေ့ဆုံခဲ့ဘူးချင်းမရှိခဲ့ယခုဘာကိုလာတောင်းနေပြီးသူကဘာကိုပြန်ပေးရမေဆိုသည်ကိုစဉ်းစားရကြက်နေခဲ့သည်ထို့သောစဉ်းစားရကြက်နေချိန်တွင် ကိုထွန်းမြိုင်အိပ်ပျော်နေရာမှလန့်လို့လာခဲ့သည် သူလက်နှုတ်လာခဲ့တော့မကောင်းဆိုးအကောင်ကြီးကိုလည်းသူမတွေ့ရတော့လဝဖြန်ပြီးငါဟာပြန်ပေးဆိုတဲ့အတန်ကိုလည်းသူမကြားခဲ့ရတော့ချေ။အော်ငါအိမ်မက်မက်ခဲ့တာပဲ။ငါအိမ်မက်ကလည်းကြောက်စရာရှိပါလား။အေကနာငါဆောင်းချုံဝဲအိပ်ပျော်တော့ခဲ့လို့ကြောက်စရာအိမ်မက်ဆိုးမြင်မက်ခဲ့တာနဲ့တူတယ်။ကိုထွန်းမြိုင်မှာစောင်းချုံပဲအိပ်ပျော်သွားခဲ့တော့အေးလာပြီးအိမ်မဆိုးမြင်မကအိမ်မထဲကမကောင်းဆိုးအကောင်ကြီးကငါဟာပြန်ပေးလို့လာတောင်းခံနေသူကိုမြင်အောင်နေမိသည်ဒါအိမ်မက်ပဲတကယ်မှမဟုတ်တာပဲ နက်မိုးလင်းသောအခါအိမ်နီးချင်းနေသူတူအားသူ့အိမ်မက်ကိုပြောပြမိခဲ့သည်ဟုတ်မှာပါလေခမ ्या ကပြန်အိတ်တော့ဆောင်းချုံကြီးမအိတ်ခဲ့တော့အေးဘီမြင်မှတ်တာပဲဖြစ်မှာပါဒါမျိုးကဆောင်းဥတုတွေမှာဆောင်းမချုံမဲအိတ်ပြော်ခဲ့ရင်မြည်ရပြင်းနဲ့ကမ်းမြင်လက်မြင်ကူးခတ်နေတာမျိုးလိုရေငတ်လုံးလိုရေစာနေတာမျိုးလိုမတ်တက်ကြပါလေလေထိုအိမ်နီးချင်းကရှင်းပြတော့မှပဲကိုထွန်းမြိုင်စိတ်သက်သာရရခဲ့လေသည်ဟာငါတော့ကလဝါကြီးဖြန့်ပြီးလိုက်လာနေပြီ သူ့ပုံမှန်ကြီးကလည်းမလှမပါနဲ့ကြောက်စရာကြီးငါလှုပ်အောင်ပြေးပါပဲအမလီခလုတ်တိုက်ပြီးဟာအေဒွန်ခလုတ်တိုက်မိကမြေပြင်ပေါ်သို့မှောက်ခုံလဲကျသွားခဲ့သည် ထိုစဉ်နောက်မှလိုက်လာသောမကောင်းဆိုးအကောင်ကြီးကသူ့အနာသို့ရောက်ရှိလာခဲ့သည် အမလီကဲကြပါဦးမကောင်းဆိုးအကောင်ကြီးအမေသားကိုကဲပါဦးမြဟဲ့သားသားညဘက်ကြီးမှာဘာဖြစ်တာလဲအမေတို့အနာမှာရှိနေတယ်လေသားဘာမှမကြောက်နဲ့အေထွန်အိပ်ပျော်နေမှလန့်လို့လာကအနာရင်သူ့မိဘများရှိနေခဲ့တဲ့ဖြင့်စိတ်သက်သာရရခဲ့ပါသည် တာရီးတော့လဲအောင်တာအိမ်မက်မက်ပြီးလက်အော်နေတာလေမိခင်ပေးလာတော့ရေကိုတောက်ပြီးသည့်တောင်အေထုံးအကြောက်ကမပြေသေးအိမ်မက်ထဲကမကောင်းစိုးအားကောင်းကြီးကသူ့လဲကြရာနားသို့ရောက်ရှိလာပြီးလက်ဝါးကြီးဖြန့်တောင်းနေခဲ့သည်ကိုမျိုးလုံးနဲ့ပြန်၍မြောင်နေစေဖြစ်သည်ငါသားတို့ကိုအမေတို့ပြောထားတယ်မဟုတ်လားအဲ့ရင်စောင်းချုံပြီးအိတ်ပါလို့စောင်းချုံရဲအိတ်တော့ညနဲ့လာတော့အေးဆက်လာပြီးအိမ်မက်တွေဂရောင်ကရန်မက်ခဲ့တာပေါ့ကွယ် အေးထွန်းလဲသူအိတ်ရဝင်ခဲ့စဉ်ကတိတ်မအေးသေးသဖြင့်စောင့်မချုံမိပဲအိတ်ပြောခဲ့သောကြောင့်ညနေချိန်အေးလာသောအခါတွင်ဒီလိုအိမ်မက်စူးကြီးကို မြင်မက်လာရသည်ဟုထင်မှတ်ခဲ့မိသည်ဟာငါသားမက်ခဲ့တဲ့အိမ်မက်နဲ့ငါအိမ်မက်ကတပုံစံနဲ့ပါလားငါသားအိမ်မက်ထဲမှာလဲမကောင်းစိုးရအောင်ကြီးကသူ့ဟာပြန်ပေးဖို့လဝါကြီးပြန်ပြီးတောင်းနေတဲ့ငါအိမ်မက်ထဲလဲငါဟာပြန်ပေးဆိုတာတောင်းခဲ့တယ်ငါတို့သားဖားနှစ်ယောက်ရဲ့အိမ်မက်ကတူညီနေပါလား သူတို့သားဖားနှစ်ယောက်၏အိမ်မက်သည်ဘာကြောင့်တူညီနေရသည်ကိုတော့ကိုထွန်းမြိုင်စဉ်းစား၍မရနိုင်အောင်ဖြစ်ခဲ့ရသည်။သို့တော်လည်းထိုမကောင်းဆိုးအားကောင်းကြီးနှင့်သူတို့သားဖားနှစ်ယောက်မှာတနည်းနည်းနဲ့တော့ပတ်သက်ဆက်နွယ်နေကောင်းပတ်သက်နေရမည်ဟုတော့ရေးရေးတွေးမိခဲ့သည်။မေမေရရတော့တည်တည်ချာချာမသိခဲ့ပါချေ။အိမ်လုတ်တွေများပြားလို့၍အလုံးနဲ့လက်ပြက်ရသည်ဟူ၍မရှိ။လဲမရိပ်ပြီးကောက်ဆိုင် ပုံနာသည်ကိုကောက်ပြန့်ကြရသည်။နေခဲ့ဘက်တွင်ရိုးပြတ်တော်များကို ထရေးအမိထိုးကပဲနောက်မှတ်ပဲများအချိန်ကမီကျဲပတ်ဆိုင်ပြိုးခဲ့ရသည်ညပိုင်းရောက်တော့နတ်သားသားတွင်နွားများနှင့်ကောက်ပြန့်ကိုစပားနေကြရသည်အေထုံကကောက်ပြန့်ပေါ်တွင်နွားများနှင့်လှဲ့ပတ်ကစပားနေနေသူ၏ဖခင်ကောက်စော့တစ်လက်ဖြင့်နေထားသောကောက်ရိုးများကိုအထက်အောင်လန်းကစွပေးရသည်အတော်ကြီးညနေကျမှစပားနေခြင်းကိုရက်နာကြကအိတ်ခဲကြသည်နေကင်းမဲ့ရောက်ပြန်တော့ကျဲထားသောပဲခင်များအားကျွဲနှောများဝင်မစားရအောင်ခြံကာရန်အတွက်တိုးတဲ့တက်ကဝါခုတ်ရသည် ဝါမြရောက်လာတော့တိုင်ဆိုင်ခြံကလှုပ်ပေးရပြန်သည်ရက်တန်းကြာတော့အခါတွင်ကောက်ဆိုင်ပုံမှကောက်လိုက်များအလုံးစပားနေပြီးသွားခဲ့သဖြင့်စုပုံထားသောစပားနှင့်ကောက်မော်များကိုရွာထဲမှလှုပ်အားပေးလူအုပ်နှင့်စပားရက်ကြရပြန်သည် စပားရက်ရာတွင် လူအားကောင်းကောင်းနှင့်သာဝိုင်းဝန်းရက်ရသည်ကောက်မော်ပုံအားရက်ပြီးသွားသောအခါစပားအဖြစ်အမော်တို့ကဘေးဘက်ရောက်သွား၍စပားကြီးတည်တံ့ရလာခဲ့တော်သည် ကဲဟေ့စပားရက်လို့တော့ပြီးသွားခဲ့ပြီမင်းတို့ရေမွှေးချိုးတန့်စင်ပြီးရင်ထမင်းစားကြရအောင်လာခဲ့ကြဟေ့အစ်င့်ပြင်ထားတယ်ဟာထမင်းဝါကပြင်ထားပြီလားဗျကျွန်တော်ကြိုက်တတ်တာရောမပဘူးလားပါပါဗျာမင်းတို့ကြိုက်တတ်မှန်းသီးလို့ငါနှလုံးတော်ဝယ်ထားတယ်အရက်ဥယျာဉ်မိတော့တွေနော်တော်တော်ပြင်းတယ်မစားခင်မျှဝေပြီးတောက်ကြဟေ့စပားရက်ကြသည့်လူငယ်များလည်းလက်ဖက်ရည်ပကန်းနဲ့ထဲကအလှဲ့ကြတောက်ခဲ့ကြသည်စပားပုံကြီးကိုပြီးစီအောင်ရက်ကြရသည်ကပင်ပန်းလာသည်မစားမီရမကလေးမှီဝဲလိုက်ရပါမှပင်ပန်းမှုများပြေပြောက်ခဲ့ရတော့သည် ကဲစားကြမယ်ဟိဟင်းကတော့ဘူးသီးနဲ့ကြက်သားရောချက်အချင်ထောင်းလေးနဲ့ဆိုတော့တိတ်စားကောင်းပြီပေါ့ဗျာဟေးစားကြဘိုက်ဝါအောင်သာစားကြဟေးအမနာနဲ့အလုတ်တစ်ခုကိုရွာလူငယ်များဖြင့်ဝိုင်းဝန်းလှုပ်အားပေးပြီးကြလျင်အလုတ်ရှင်ကကြွေမွေးပေးလာသည်မှာချစ်စရာကောင်းသောရွာတလေးပင်ဖြစ်သည်ဟာအဖေအဖေတောက်ခဲ့ပါအောင်ဟိုမကောင်းဆိုးဟောင်းကောင်ကြီးလက်ဝါးကြီးဖြန့်ပြီးငါ့ဟာပြန်မေးဆိုပြီးလိုက်တောင်းနေပြန်ပြီဗျအဲ့နေရင်ကထားရောက်နေပြန်ပြီလားအမေတားနောက်ကိုလက်ဝါးကြီးဖြန့်ပြီးမကောင်းဆိုးဟောင်းကောင်ကြီးလိုက်တောင်းနေလို့ဗျဟာဟုတ်လား အရင်တစ်ခါမှတ်ခဲ့တဲ့အတိုင်းပါပဲလားခတ်တော်နေပြီပဲဒီမကောင်းဆိုးဝါးကောင်ကငါဟာပြန်ပေးဆိုပြီးဘာကိုလိုက်တောင်းနေရတာလဲတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဂေါ်တော်ကြာနေပြီပဲကိုထုံးမြိုင်မှာထိုးဖြစ်ရအတွက်အတော်ပင်စိတ်ရှုပ်ထွေးနေလူလူချင်းပြောကြဆိုကြတောင်းကြရမ်းကြတာဆိုရင်ဘာကိုလိုက်တောင်းနေဒီကိုသိရပေမည်အခုဟာကမကောင်းဆိုးဝါးကောင်ကအိမ်မက်ဖြင့်လိုက်တောင်းနေခြင်းဖြစ်လျာဘာကိုလိုက်တောင်းနေဒီကိုခတ်မှန်းမရနိုင်ဖြစ်နေရသည်ဟဲ့ထွန်းမြိုင်ဒီလိုတွေအိမ်မက်မှတ်နေတာနှစ်ကြိမ်သုံးကြိမ်ရှိနေပြီလေ အိမ်မက်တိုင်းကလည်းတပုံစံနဲ့ဖြစ်နေနေတော့ဒီကိစ္စရိုးတန်းတန်းမှဟုတ်ရဲ့လားပဲအေးလေဗျာကျုပ်လည်းမစင်းစားတဲ့အောင်ဖြစ်နေရပြီဗျနေမစင်းစားတဲ့ရင်လည်းအကျန်းနိုင်နဲ့ရွာဦးဆရာတော်စီသွားပြီးအကျိုးချောင်းရှောက်ထားကြည့်ပါလားဟဲ့ဟာဟုတ်တယ်ဆရာတော်ဆိုရင်တော့ကောင်းကောင်းသိလိမ့်မယ်ထင်တယ် မကြမီရွာဦးဆရာတော်ဖုန်ကြီးထံရောက်လာခဲ့ကြသည်မကောင်းဆိုးဝါးကောင်ကငါ့ဟာပြန်ပေးလို့လိုက်လိုက်တောင်းတယ်လို့မြင်မှတ်ခဲ့ကြတာဆိုတော့တကားတော့သူ့ပစ္စည်းနဲ့ပတ်သက်ပြီးများတခုခုယူထားမိကြသလားကြံ့ကြံ့ဖမ်းမှန်ဖေဟာတပည့်တော်တို့ဘာမှယူမထားခဲ့ကြပါဘူးဖေဟာမယူထားပဲနဲ့တော့အိမ်မက်ကအခါခါလိုက်တောင်းနေမှာမဟုတ်ဘူးတကားရဲ့နေစမ်းမအောင်မောင်အီထွန်းအနေနဲ့ကောဘာများယူထားမိတယ်လဲစဉ်းစားစမ်းမအောင်လေအီထွန်းလည်းဆရာတော်မေးလာတဲ့ဖြင့်ပြန်၍စဉ်းစားနေကြည့်မိသည် တပည့်တော်သတိရတာတခုတော့ရှိပါတယ်ဗျာဘာလို့သတိရတာလဲဟောလွန်ခဲ့တဲ့တနေ့ပိုင်းလောက်ကတပည့်တော်တို့ရွာထဲမှာအတုဘတစ်ခုဖြစ်ပါတယ်ဗျာအဲ့ဒီအတုဘတောက်တံမှာသွားကြိုတော့တပည့်တော်လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်ဗျာอืมအဲ့လိုပို့ဆောင်ခဲ့တော့ဘာဖြစ်တယ်လဲဆက်ပြောစမ်းမအောင်တပည့်တော်လည်းတောက်တန်နဲ့ရောက်တော့အလောင်းကိုမြေချပြီးမြေဖို့နေချိန်မှာအဖို့သွားကျင်တာနဲ့ခလန်းလန်းကမြေပုံတစ်ခုနားကချုံမှထိုင်ပြီးအဖို့စုပ်မိပါတယ်ဗျာ အဲ့ဒီလိုအပေါ်စုနေစင်မှာပဲတပည့်တော်ရဲ့ရှေ့နာကမြေကြီးထဲကတဝက်ပေါ်နေတဲ့လက်စွပ်တော်ဝင်ကိုမြင်တွေ့ခဲ့ပါတယ်ဖေ။အင်းဟုတ်ပြီအဲ့လိုမြင်တော့ရောတပည့်တော်လည်းစဉ်းစားကြည့်မိတယ်ဖေ။ကျောင်းသားကိုရှောင်းမသားစားကိုဆောင်းလို့အဆိုရှိထားတာမို့ကျောင်းပစ္စည်းနဲ့ပတ်သက်ရင်မတုံ့ဆွဲကောင်းဘူး။မသားတုတ်တန်သင်ချိုင်းထဲကပစ္စည်းဆိုတော့တုံ့ဆွဲကောင်းတယ်လို့သိထားခဲ့တာနဲ့တပည့်တော်လည်းအဲ့ဒီရွှေလက်စွပ်ကလေးကိုကောက်ယူလာခဲ့ပြီးတင်ထားခဲ့မိပါတယ်ဖေ။ ဟုတ်လားအဲ့ဒီလက်စွပ်ကိုရှိသေးလားတပည့်တော်ထံမှာရှိပါတယ်ဖျာဒါဖြင့်အဲ့ဒီလက်စွပ်ဆရာတော်ကိုယူပြစမ်းပါဦးဆရာတော်လည်းအေးထွန်းပြတော့တုတ်တံမြေမှာကပ်ယူခဲ့သည့်ရွှေလက်စွပ်ကိုအသေးချာကြည့်နေသေးသည်ဟာဒီလက်စွပ်ကလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဒီရောကကွယ်လွန်သွားခဲ့တဲ့ဥပိုးရုံရဲ့ရွှေလက်စွပ်ပဲဒီခါကြီးတည်ဆုံးတော့သူ့ရဲ့ရုပ်လောင်းမှာလက်စွပ်ကမချွတ်သေးပဲဝှက်ထားလျက်တွေ့လို့ဆရာတော်ကပဲလက်စွပ်ကိုမချွတ်ကြဘူးလားလို့မေးတော့ သူ့ဇနီးကမချွတ်တော့ပါဘူးဖះလို့ရှောက်ထားခဲ့ပြီးမြေမြုပ်တကြိုခဲ့ကြတာပဲအခုတော့နှစ်တွေကြာပြီးနောက်ထပ်မြုပ်နှံမဲ့အလောင်းတွေအတွက်တွင်းတို့ရာကမြေပေါ်ကိုပြန်ပေါ်လာခဲ့တာကိုမောင်အီးထုံးကကောက်တွေပြီးယူခဲ့တာပဲဖြစ်မယ်အဲ့ဒီတကားကြီးဥဖိုးယုံဟာကွယ်လွန်သွားခဲ့တာနှစ်တွေကြာပြီးဖြစ်ပေမဲ့ အခုချိန်ထိမကြွ့မလွတ်ရှိနေပြီးသူ့ရဲ့လက်စွပ်ကိုဆွဲလန်းနေတော့မှာပဲလားဟာဟုတ်လားဗျာတိတ်ဟုတ်တာဗောဒါကြောင့်သူ့လက်စွပ်ကိုယူထားတဲ့အတွက်အိမ်မက်တွေပေးပြီးတောင်းလိုက်တာဗောဒကာတို့ရဲ့ဆရာတော်ရှင်းပြခဲ့တော့မှာပဲအတိတ်ကဖြစ်ရများကိုသိရှိလာခဲ့ရတော့သည် တကယ်တော့အေးထွန်းမှာပိုင်ရှင်မရှိသောတုတ်တန်မြေပေါ်မှာရွှေလက်စုကလေးကိုမြင်တွေ့ပြီးကောက်ယူမိခဲ့ခြင်းဖြစ်သည်။ယခုတော့ထိုရွှေလက်စုပိုင်ရှင်ကဆွဲလန်းစိတ်နဲ့မကြွမလွတ်ဖြစ်နေကအိမ်မက်ဖြင့်ပြန်လဲတောင်းခံနေခြင်းပင်ဖြစ်လေသည်။ဆရာတော်ဖျားဒီကိစ္စကိုဘယ်လိုများဆောင်ရွက်ရပါမလဲဖျား။အမိတ်ရှိပါဖျား။အင်းခတ်တာကအဲ့ဒီလက်စုပိုင်ရှင်ဥပိုးယုံရဲ့ဆွေမျိုးတွေကလည်းတယောက်မှ မရှိခဲ့လေတော့သူ့ကိုကောင်းမှုပြုဝေးမဲ့သူမရှိပဲအခုချိန်ထိမကြွလွတ်သေးရတာပဲ။ ်ဒီတော့အဲ့ဒီတုတ်တံမီးကကောက်ယူလာတဲ့ရွှေလက်စုပ်ကလေးကိုတုတ်တံမီးထဲမှာပဲပြန်ထားပေးလိုက်ပါပြီးတော့မကြွမလို့ဖြစ်နေသေးတဲ့လက်စုပ်ပိုင်ရှင်ဥမှုယုံအတွက်တန်ငါများပင့်ဖိတ်စွန့်ကြွေးပြီးအမြတမ်းပေးဝေလိုက်ပါ အဲ့ဒီလိုလုပ်ပေးရင်အိမ်မက်ပေးတာတော့ပြန်ပြီးတောင်းတာတော့မရှိနိုင်တော့ဘူးလားဖေ။တေးသူကိုရည်စူးပြီးကုသိုလ်ပြုကအမြတ်တမ်းပေးဝေလိုက်ရင်မကျွတ်မလွတ်ဖြစ်နေရသူဟာအမြတ်ကုသိုလ်ရရှိသွားတာနဲ့ကောင်းရာဘဝကိုကူးသွားနိုင်တာမို့အိမ်မက်ပေးခြင်းအိမ်မက်နဲ့ပြန်တောင်းခြင်းများမရှိနိုင်တော့ဘူးပေါ့တကားတို့ရဲ့ ဥထုံနယ်လို့သားဖာလဲဆရာတော်မင်းရှိသည့်တိုင်မကြမီချိန်မှာတန်ခါ၅ပါးပြည့်ဖက်ကစွန့်ကြွေပြီးကုသိုလ်ပြုပေးကအမြတ်တမ်းပေးဝေခဲ့ပါသည်ထို့နောက်ပိုင်းတွင်တော့အိမ်မဆိုးများမျက်မှတ်ချင်းငါဟာပြန်ပေးဟူသောတောင်းဆိုမှုများလဲလုံးဝကင်းရှင်းသွားခဲ့ကအေးချမ်းသွားခဲ့ရလေတော့သည် ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်